ဒါနဲ့ပိုးတူးနဲ့ငပိန်တို့နဲ့အောင်ဓမြတိုက်နေတဲ့နောက်သွားလိုက်ကြတော့လေ။ဘာလို့နေကြရလဲဗျ။ဘာလို့လို့ပေါ့ဝင်မရှောက်နေတော့ကိုလန်းကိုသွား။နေကြီးကြောင်တော်ကြီးကိုဗျာ။အာဒီကလေးရှောင်းဝင်ရှင်နေ။နာကျင်ပြီနဲ့တူတယ်။အဲ့လိုပြောပြီးဓမြလေးငပိန်ကိုစပြီးတက်ခိုက်တော်တယ်။တရင်မှာတော့ဦးလီစံနေတယောက် ။စကိုင်းဟိုအကြောင်းရှိလို့နိုင်ကပိုတရိုတွေပါလိုင်းလာခဲ့ကြတယ်။နိုင်ကိစားပြီးသွားပြီမဲ့ရမပြန်သေးဘူး။စကိုင်းကအသိအိမ်မှာပဲနေနေကြတယ်။တုတ်ပုံကကျွန်တော် Facebook မှာရှာထားတယ်ဗျ။စကိုင်းမျိုးရဲ့အစားအသောက်တွေရောအထင်ကြီးကနေရာတွေကိုရောပဲ။အဲ့ဒီမှာပြောထားတာကတော့စကိုင်းမျိုးမှာဖျားရီပေါ်တယ်။ပြီးတော့ကြီးတဲ့လုပ်ငန်းတွေ၊ဥလုပ်ငန်းတွေပေါ်တယ်လေဗျ။ဟုတ်တယ်။ဦးလေးတို့မနေ့ပြန်စကိုင်းတောင်တက်ရအောင်။စကိုင်းရောက်ပြီးစကိုင်းတောင်မှမရောက်နိုင်ရင် စကန်းကိုရောက်တာနဲ့မတူဘူးလေကွာစကိုင်းတောင်ပေါ်မှာဘာရှိလို့လဲဗျဦးလေးစက်နေရတောင်ပေါ်မှာဖျားရှိတာပေါ့ကွာပြီးတော့ရှူကင်းလဲလှတယ်ဦးလေးငငယ်ရဆိုတငယ်ချင်းနဲ့စကိုင်းတောင်ပေါ်စပိန်စီပြိုင်နေကြစပိန်နဲ့ဆိုရင်တော့စိတ်ဝင်စားနေဗျတက်ကြမယ်လीတက်ဖို့အတွက်စပိန်မှာမရှိတာဗျငားမှာပေါ့ကွာငားတဲ့ဆိုင်ဦးလေးတည်ညနေကျရင်တော့အဲ့ဒီကိုသွားကြမယ်ဘလုံးနဲ့ပိုတူတို့တည်းစပိန်ငားမှုအတွက် စပိန်မြေဆိုင်ကိုရောက်လာကြသည်ဦးလီစပိန်လေးငားကျင်လို့ဗျဘယ်နှနိုင်ငားမှလေ၃နိုင်လောက်ငားကျင်တာပါဦးလေးစီပါခလေးစီ၃ပင်းရင်လူကြီးစီ၃ပင်းရင်ဦးတောင်မော်တက်မှာဆိုတော့ပြန်မင်းလိုချင်နေဗျအင်းရရလေပြန်မင်းနေရှိပါတယ်ဒါဆိုမနေ့ပြန်မနေ့ကြရင်လာယူလိုက်ပေါ့ခလေးရီကိုစီမဲ့စပိန်ကိုတွားယူလိုက်ကြဦးလေးတို့ပါရွေးခဲ့နော်ဦးလေးဒီမှာပတ်ဆက်ရှင်းလိုက်အောင်မေး ဒါနဲ့ပိုဒူတို့လည်းစပိန်ရွှေဘုအတွက်စပိန်တွေစီတားတဲ့ဘက်ကိုထွက်သွားကြတော့တယ်။ဒါလိုနဲ့စပိန်ရွှေပြီးတဲ့အခါမှာအင်ကိုပြန်လာခဲ့ကြတယ်။အင်ရောက်တော့ဦးလေးစံတဲ့ကကဲမနေ့ရောင်ရီစောရီထားမှာဆိုတော့ညအောင်စောစောအိတ်ကြနော်။ဘယ်ချိန်လောက်သွားမှလဲဗျ။မနေ့ကငါးနိုင်ခွဲလောက်သွားမှာ။ဟာအဲ့ဒီချိန်လူရှိပါမလားဗျ။ဟိုတော့ကြသေးရဲ့။စံတဲ့ကတုပ်ပေါ်စကားကိုဖြတ်ပြီးဘာတည်းရဲ့မှမရှိဘူးတုပ်ပေါ်။ ။နောက်ပြီးအဲ့ဒီချိန်ကျရင်လीမင်းတို့လိုဦးလေးတို့လိုစပိန်လာစီးရဲ့သူတွေအများကြီးကိုတွေ့ရလိမ့်မှာ။နောက်ပြီးတော့မင်းတို့ကိုစပိန်စီးပြန်ခိုင်းအောင်မှာအနံ့ရတဲ့သူကိုတောင်တက်လန်နာအကျော်ဆိုင်မှာကော်ပြက်ကြော်ဝဲကြည့်မယ်။ရှုံးနေသူကတော့ကောင်းကြီးမောင်းနဲ့အကျော်ပဲစားရမယ်။ Okay လား။ဟာဟိုကျွန်တော်ကကော်ပြက်ကြော်ဆိုတိတ်ကြိုက်တာဗျ။ကြိုက်ရင်တော့အရင်ဆုံးရှောင်းနင်းပေါ်ကွာကဲအခုတော့တွိုင်းလိုက်ကြတော့ဒလုံးနဲ့သူတို့အာလုံးကိုစီအဲ့ရောင်ဝင်ခဲ့ကြတယ် နောက်တနေ့မနက်မှာတော့ဖိုးထရုအလုံးစပိန်တယောက်တစီနဲ့စကိုင်းတောင်မို့တက်လာကြတယ်။ဦးလေးစန်းနဲ့ကကဲခလေးတွေမြင်မြန်တက်ကြမယ်နော်။ကော်ပြက်ကျော်စားကြင်နေမလား။စားကြင်ရင်တော့မြင်မြန်နင်းကြ။မုံစားရမယ်ဆိုတော့တော်ဘောတယောက်ရှိကနေမြင်မြန်နင်းသွားတယ်။ဖိုးထရုကဒီကောင်တော်ဘောကလေအစားနဲ့ပတ်သက်လာရင်ဘေးကအာရီရှိလာမှန်းမသိဘူး။ဦးလေးစန်းနဲ့ကစထွက်ဖို့အလုံးတော်ဘောကိုမတွေ့ရတဲ့အတွက်ကြောင့်ဟမ်ဒါနဲ့တော်ဘောရော ခုနကဦးလေးစန်းနေပြောခဲ့ရလေကော်ပြက်ရော်စားရအောင်တက်သွားရလေဗျာဒါနဲ့ပိုတူးငပိန်နဲ့စန်းသစ်တို့သုံးဆောင်စပိန်ကိုမြင်မြန်နင်းလာကြတယ်အကွေတနီယာရောက်မှတော့ဆိုင်ကယ်သမားနဲ့ဘေးချင်းကလဲနေတဲ့တုပ်ပေါ်နဲ့စပိန်ကိုတွေ့လိုက်ရတယ်ဦးလေးစန်းသစ်ကဘလို့ဖြစ်တာလဲဗျပေါ်တူနဲ့ငပိန်ကတော့တုပ်ပေါ်ကိုထူလိုက်တယ်။တုပ်ပေါ်မင်းရရဲ့လား။ဟုတ်ဗျာ။မင်းထူပုန်းသွားတာပဲ ီကလေးအရှိန်ရမ်းများတယ်အခွေကိုအလောက်အရှိန်များရင်းနဲ့မတက်သင့်ဘူးသူတယောက်တည်းဒုက္ခရောက်တာမဟုတ်ဘူးဗျကျုပ်နွားနှုတ်ပုံလည်းမှောက်သွားပြီအိမ်တော်မှာဘေးမှာမှောက်ကြနေရင်နွားနှုတ်တွေကို မြင်ကြတော့တယ်ဦးလေးစန်းတဲ့ကကျွန်တော်တို့ကဘလို့အရှိန်များတွေပဲပြောပြောတောင်းတတ်တယ်ဆိုမှတော့အဲ့လောက်ရှိန်နဲ့တက်ရမှာပေါ့ဗျခမားဆိုင်ငယ်ဦးသားအရှိန်လျှော့ပြီးစင်းတယ်နာအတက်တမောင်ဦးစားပေးရမယ်လीဗျာဗားဗျကို့လူကမားတော့မတောင်းမှန်နေပြီကျုပ်ကပါအမားလာလုပ်နေရလား ကျုပ်ဒီတောင်မှာနွားနို့ပို့လာကိုလူတသက်ရှိတော့မယ်ဗျတကားမှာဒီလိုမဖြစ်ဘူးအဲ့တော့ကျွန်တော်တို့ကဘလို့ပြန်လုပ်ပေးရမှာလဲဗျနွားနို့ကိုရှော်ပေးဗျနွားနို့မာထားရီသွားဖို့လူမရတော့အဲ့ဒီအချိန်ဖိုးတူးကထားလာရီဒီမှာကျွန်တော်တငယ်ချင်းလဲဒူးနာသွားပြီဦးလေးရောဘလို့ရှော်ပေးမှာလဲဗျဦးလေးနွားနို့တွေကပြန်ဝင်ပြီးတော့ပြန်ရောင်းလို့ရတယ်ကျွန်တော်တငယ်ချင်းကလမ်းပြန်မလျှောက်နိုင်တော့ဘလို့လုပ်မလဲဗျဆိုင်ကယ်သမားလေးဖိုးတူးစကားကြောင့်ဘာ ဘာဖြစ်တယ်။ဦးလေးဘယ်လိုတာဝန်ယူမှလဲ။စင်းအောင်စင်းပြေးမှလားဗျ။အဲ့လိုပြောတာနဲ့ဆိုင်ငယ်သမားလေးသူ့နွားနို့ပုံကိုဆိုင်ငယ်မှပြန်တင်နေ။တောင်းမီလေးကျုပ်လည်းအယောမတောင်းတော့ဘူး။အယောလည်းမပေးနိုင်။အောင်ဆလုံးထိလိုက်တာဆိုတော့ကြည်ပြီးပဲနော်ဟာအဲ့လိုပြောပြီးတော့ပို့တို့နာကနေမောင်းထွက်သွားတော့လေတော်ပေါ်ကဖျောင်ဖို့တို့ငါလမ်းလျှောက်နိုင်ပါလေကွာမင်းရလေမင်းလမ်းလျှောက်နိုင်တာကိုငါသိတယ်ဒါမဲ့ဒီလူတသက်ညစ်နေလို့ကွာဟမ် ူကဘာညစ်တာလဲကွာမင်းအရှိန်နဲ့တက်လာလို့သူရှောင်းရင်းနဲ့လဲတယ်လို့ပြောတာသူညစ်တာဗောတော့ဗောအတက်သမားကတော့ဘသူနေနေအရှိန်နဲ့တက်ရတာပဲအစင်သမားကသာအရှိန်လျော့ပြီးတော့ဆင်းရတာလေအဲ့ဒါတော့ကျွန်တော်မသိပါဘူးဗျကျွန်တော်သိတာကသူမောက်ကြတာနွားနို့တွေမဟုတ်ဘူးရေရှင်ရီနွားနို့လက်ကြံကိုရှင်နဲ့စီလာတဲ့ဘုံကြီးတင်လာတာဗျဟုတ်လားငါဖြစ်မသိပါဘူးကွာတကယ်နွားနို့တွေမှတ်နေလားကဲတော့ဗောမင်းကတော့လေဦးလေးကိုလက်အောင်လှုပ်လိုက်တာပဲဖြည်းဖြည်းပဲတက်တော့ ဦးလီမင်းတို့အားလုံးကော်ပြန့်ကြောင်ဝဲကြည့်ပါမယ်ကွာနော်အဲ့တော့မှဖိုးတို့အားလုံးပြောသွားပြီးတော့ခုံမလိုက်ကြတယ်တယ်လုံးနဲ့တောင်တက်လန်အကြောင်းအောင်နဲ့စီကိုရောက်လာကြတယ်အကြောဆိုင်ကိုရောက်တော့တုတ်ပေါ်ဟာအတော်ကြီးကျွန်တော်တို့ကိုလေတောင်ကြီးမောင်းကိုအကြောဆုံးနဲ့ချပေးပါဗျကော်ပြန့်ကြောင်အဆုံးမင်းနော်ခဏနေတော့ကောင်မလေးတယောက်သူ့ကိုအကြောဆုံးလာချပေးတယ်ဖိုးတို့ဟာစားလို့ကောင်းနေတော့ဦးလေးစန်းသိရောက်ရလီပဲဗျ ောင်ကြီးပေါင်းမှာပါတဲ့ဘဲတော့မကြိုက်ဘူးရဲ့ဒီလိုဆိုတော့လေမြွေိုင်းမအောင်တော့တတိယရတယ်။ "तू ကလိုက်လို့မရလို့သာနေခဲ့ရရှာတာ။အေးပေါ့ကွာ။ခီးရံဝေးတော့သူ့အမေကစိတ်မချလို့နေမှာပေါ့ကွာ။ဒီလိုနဲ့သူတို့တွေစမ်းတော့ပြီးချိန်မှာစပိန်နဲ့တောင်မော်ကိုဆက်တက်လာခဲ့ကြတယ်။အဲနောက်တော့စကိုင်းတောင်မော်ကဖျားကိုရောက်လာကြတယ်။အိုလီဆန်နဲ့ကခုနကစပိန်ရတော်ကပြေးလိုက်တဲ့ကပြားလေးတွေတိစားသိမ်းနာကြနော်။ဟုတ်ကဲ့အိုလီဆန်တဲ့ ။တေချာသိမ်းသားပါလေဗျ။အေးအဲ့ဒါပြောင်းရင်စပိန်လေးပြန်မရတလို့ဆိုင်ကိုလည်းစပိန်ပြန်ရောပေးနေရလိမ့်မယ်။တိုဘောကတော့အမတ်တရပစ္စည်းတွေရောင်းနေဖျားမော်ကဆိုင်ဆိုင်ရှိမှရက်နေရပါ။ဟဲ့အောင်တိုဘောဘာရက်လုံးနေရလဲ။နေအောင်ငါမိဝိုင်းမအတွက်အမတ်တရပစ္စည်းလေးဝယ်သွားအောင်မဲကွ။အပြင်မဝယ်လေရပါလေတိုဘောရာဆိုင်ရထုံမပြေးပါဘူး။အရင်ဆုံးဖျားရှိကိုရအောင်ကွ။မဟုတ်ဘူးကွ။ငါကမုတ်တွေရင် မုတ်တွေဝဲဝဲစားတတ်လုံးလို့ နတ်တဲ့ပတ်စံလေးရှိတော့ကြွေထားမလို့ပါအေးပါအဲ့လိုဆိုတော့လေမင်းသဘောပေါ့ဓလုံးနဲ့တော်ပေါ်တရားအမတရားပစ္စည်းရောင်းနေဆိုင်ကနေလက်ပတ်ကြိုးလေးတစ်စုမိဝိုင်းအတွက်ဝင်လိုက်တော့တယ်ဒီအောင်လေးဆိုရင်မိဝိုင်းကြိုက်ပါပဲအိမ်နောက်တော့ဖះရှိကိုလိုက်ကြပြီးဦးလေးစန်းတဲ့ကကလေးတွေရှောက်ကြည့်ရင်ကြည့်ကြနော်ဦးလေးဒီမှာပရိစိတ်လာအောင်ဟုတ်ကဲ့ဦးလေးဖះတစ်ပတ်ပတ်ပြီးရင်တော့ဒီလိုပဲပြန်လာခဲ့မယ်ဗျအေးအေး အဝေးကြီးတွေကိုမသွားကြနဲ့နော်။ဒါနဲ့ဖိုတူတူပေါ်နေငပိန်တို့တုံရောက်ဖះဆောင်တဲ့နေမှာပက်ကြည့်ဖို့အတွက်သွားကြတော့တယ်။ဖះဆောင်တဲ့ပေါ်မှာရှောင်းနေစကိုင်းရောင်မတရားအင်ကြီးကိုတွေ့တော့ငပိန်ကဟဲ့နေငါတို့တုံရောက်စင်နူဝဲကြရအောင်ကွာ။ပြန်ရောက်ရင်ငါတို့စကိုင်းရောက်ခဲ့တယ်ဆိုပြီးကြွားလို့ရတယ်ကွာ။အေးဝဲရောက်တော့ကွာ။အတော်ကျွန်တော်တို့ကိုလေဟိုစကိုင်းရောင်မတရားအင်ကြီးတုံးနေပေးပါဗျ။ ။ site တူကိုအရှောင်တူပဲလာကလေးတို့။ဟာ။ဟို site ကကျွန်တော်တို့အောင်ဘယ်နားမှတူးလို့လေဗျ။ဟိုအတော်ကရောင်းနေသူဆိုတော့ကျွန်တော်နဲ့တော်လာမယ် site ရွေးတက်ပေးပါလား။အရှောင်ကတော့စိတ်နှုတ်ယူမယ်လေ။ဖိုတူတီလို့ဈေးတင်နေစကားပြောနေတော့တုပ်ပေါ်တယောက်ကတော့အင်ကြီးဆိုင်ရဲ့ပြီးမှတရတီရောင်းနေတဲ့တဲကိုတွေ့သွားတယ်။ဟဲ့ဖိုတူငါပဲငါတရတီစားကြနေ။ခုနကကောင်းကျင်းမောက်စားလာတော့ဤနေတာကွာစားကြင်လေမိမနာမည်ဝယ်စားလေကွာမင်းရလေ မိဝိုင်းမအတွက်လက်ပတ်ကျူးရင်အခုမင်းတို့နဲ့စင်လူအင်းကြီးဝင်လိုက်တော့ငါမှမုံဆောင်ဖို့ပတ်စံမရှိတော့ဘူးကွ။အော်အဲ့ဒါကြောင့်မင်းကငါ့ကိုဝယ်ကျွေးခိုင်းနေတာပေါ့ဟုတ်လား။ဒါနဲ့ငပိန်လေးတူပေါ်စားခြင်းနဲ့တရသီးတုပ်ကိုဝယ်ကျွေးလိုက်တော့လေ။ငါပင်ရအတော့တရသီးတုပ်တစ်ဝဲပေးပါဗျ။အိမ်နောက်တော့သူတို့တတွေဖះအောင်နိုင်ကထိုင်ကုန်မှာကြွကြွရည်တရသီးတုပ်ကိုထိုင်စားနေကြပြီ။တောင်မော်လီနဲ့ရှုကင်းကိုထိုင်ကြည့်နေကြတယ်။ ဒီတော့တိုက်တယ်နော် မနေ့အိမ်ကနေထွက်လာတော့ကငါဦးလေးစက်နေပြောတာမယုံဘူးကွာတိလားဘာလို့လဲပိုတူနဲ့ငပင်းစကားလက်ဆောင်ကြနေပြီမင်းသူ့ဘဝတော့သူစားကျင်တဲ့တရင်ဒီစားနေအောင်ဆိုတော့ဘာမှဝင်ပြောမအောင်ခဏနေတော့သူတို့ရှိရဲ့နေရာကိုဦးလေးစက်နေရောက်လာတယ်ပိုတူကဟာဦးလေးစက်နေပရိစိတ်လာပြီးသွားမလားဗျအေးပြီးသွားပြီလူများတော့နည်းနည်းစဉ်ညာနာနဲ့ကောင်းကောင်းစိတ်မရပါဘူးဒီမှာဦးလေးစက်နေတရင်ဒီလေးစားမအောင်လားဟဲ့အောင်တော့ပေါ့ ။ဦးလေးစနစ်ကိုတဲသည်ကျွေးလိုက်အောင်လေကွာ။တော်ဘောကအဲ့ကွန်မြောက်ပြားတယ်။ကုံသွားပြီကွာ။ရပါတယ်။ဦးလေးတဲသည်လည်းမစားချင်ပါဘူး။ဦးလေးစနစ်ဒီပြားကဘာပြားလဲဗျ။ဒါကပွဲတော်ရလိုင်။ဒီပြားကစွန်းပုံညာရှင်ပြားကွာ။ပွဲတော်ရတော်မဟုတ်ဘူး။ဒါပေမဲ့လူကတော့စီးတယ်။နောက်ပြီးဒီပြားနာမည်ကဘာလို့စွန်းပုံညာရှင်ဆိုပြီးဖြစ်နေရလဲဆိုတာသိကြလား။မသိဘူးဗျ။ဦးလေးစနစ်ပြောပြပါလား။ဒီပြားမှာ လူတွေကဘလောက်အစိုးရထားပြီးစွန်းကပ်ဖို့လာလာကိုတဲ့အရင်စောပြီးစွန်းကပ်ထားတဲ့သူကရှင့်နေပြီးသားဆိုတော့စွန်းပုံညာရှင်လို့ခေါ်တာတဲ့ကဲပါဦးလီတို့စပိန်ကလာတဲ့ချိန်လည်းပြည်တော်မှာဆိုတော့ပြန်ဆင်းကြပါဘောကွာဒလုံနဲ့သူတို့တတိဖျားကနေပြန်လာခဲ့ကြတယ်ဦးလီစန်းသိန်းနဲ့တုံဖုံကတော့ရှေ့ဆုံးကနေအရင်ဆင်းသွားလိုက်ကြတယ်ပေါ်တူနေငပင်ကနောက်ကလိုက်လာပြီးတောင်းဆင်တဲ့လမ်းမှာဆိုင်ငယ်တစ်စီးကိုဓမြတိုက်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတယ် ဟင်ဖို့သူဟိုမှာဓမြတိုက်နေရလားမသိဘူးကွာဟာမြို့ပေါ်မှာဒါမျိုးမရှိတော့ပါဘူးဟာဟိုမှာဓာတွေလားတေးကြရေးကွာလာတော့ကူရအောင်ဒါနဲ့ပိုးသူနဲ့ငပိန်တို့နေအောင်ဓမြတိုက်နေရင်တော့သွားလိုက်ကြတော့လေဘာလို့နေကြရလဲဗျဘာလို့လို့ပေါ့ဝင်မရှောက်နေနော်ကိုလန်းကိုသွားနှိမ်ငေးကြောင်တော်ကြီးို့ဗျာအာဒီကလေးရှောင်းဝင်ရှိနေနာချိန်မီနဲ့တူတယ်အဲ့လိုပြောပြီးဓမြလေးငပိန်ကိုစပြီးတက်ခိုက်တော်နေ ငပိန်ကလည်းဓမြရဲ့တိုက်ခွက်ကိုမိုးပြန်နိုင်နဲ့ရှောင်လိုက်ပြီးအောက်ကိုပြန်ကျလာတဲ့အခါမှာတော့ဓမြကုတ်ပေါ်ကိုတက်စီးလိုက်တော့တယ်။ဓမြလည်းသူ့ကိုယ်ပေါ်ရောက်နေတဲ့ငပိန်ကိုဓာတ်နယ်လိုက်ထိုးရကကိုပကုန်းကိုကိုပြန်ထိုးမိပြီးနာနာနဲ့អော်လိုက်တော့တယ်။အမလီဗျ။တပတ်မှလည်းဘူတူကဓမြနောက်တဲ့တယောက်နဲ့တိုက်ခတ်နေရောတာပါ။အဲ့ဒီနောက်ငပိန်ရောက်လာပြီးဓမြရဲ့ခြေထောက်ကိုကန်ချိုးပြလိုက်ပြီးတော့မျက်နှာတတဲကိုလက်သီးနဲ့ထိုးချလိုက်တာ။ဓမြလည်းအဲ့ဒီနေရာမှာနေလဲကျသွားတော့တယ်။ အိမ်နောက်တော့ဓမြနီအောင်လုံးထပြီးသွားကြတယ်။ဆန်ကယ်လူခံရတဲ့ကောင်းဒီကတော့ကိုထူးနဲ့ငပိန်ကိုကျေးဇူးတင်နေတော့တာပါ။ရန်တဲ့နေရာမှာစောင့်နေတဲ့ဦးလေးစန်းတီကဘာလို့နေကြရလဲဖိုးထူးလို့ရဲ့ဦးလေးကနောက်ကနေပါလာတဲ့တင်နေရပြန်တဲ့ဖို့ကလည်းမောတာနဲ့ဒီမှာမေးစောင့်နေလိုက်တာအော်ကျွန်တော်တို့ဓပုံရိုင်းနေလို့နည်းနည်းကြောင်သွားတာပါဗျစပိန်ကလာအချိန်ပြီတော့မင်းလာမြင်မြန်စင်းအောင်မြင်မြန်လာဦးလေးစန်းတီ အဲ့လိုမေးလိုက်တော့စမ်းသစ်ကလည်းအေးမမြန်မဟုတ်ဘူးပုံမှန်ပဲစင်ကြဒါမဲ့မနှိမ့်စင်နဲ့နော်ဒလုံနဲ့သူတို့တတွေစကိုင်းတောင်မော်ကနေပြန်လာခဲ့ကြတယ်